ကျွန်တော်ရဲ့ရှင်ပရိသတ်တွေအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့တော်လေးကိုလေးလာရေးခရီးထွက်ရင်ကြားတစီနဲ့ရင်ဆိုင်ခဲ့ရတဲ့စိုးမင်းတို့ရဲ့အဖွဲအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စိုးမင်းမှာအရှိရာဆုံးတငယ်ချင်းနှစ်ယောက်လည်းရှိပါတယ်သူတို့တွေကတော့တက်ကိုတဲ့ထုံဝင်းပဲဖြစ်တာပေါ့သူတို့တငယ်ချင်း၃ယောက်ဟာဒီတစ်ပတ်ပြည့်ရကြရင်တော်လေးကိုခရီးထွက်ကြဖို့အတွက်တိုင်ပင်လုပ်နေခဲ့ကြပါတယ် တော်ရဲကိုခရီးသွားဖို့အတွက်ပြင်ဆင်ထားခဲ့ကြပြီမယ်လို့လည်းအခုအချိန်ထိဘလို့သွားရမလဲဆိုတာကိုသိရှာမသိသေးကြပါဘူး။တော်ရဲကိုလေးလာရေးခရီးသွားရတာဟာသူတို့တငယ်ချင်း၃ယောက်အတွက်စိတ်အပန်းပြေစရာတစ်ခုလိုဖြစ်လို့နေတာပေါ့။ဒါကြောင့်လေတငယ်ချင်း၃ယောက်ဟာအားလည်းရက်တွေရှိတိုင်းတော်ရဲကိုခရီးထွက်ကြဖို့ကိုသာအမြဲတမ်းစဉ်းစားနေခဲ့ပါတော့တယ်။တခါမှအစီအစဉ်မပြည့်မြောက်ခဲ့တာကြောင့်ဒီတစ်ခေါက်ပိတ်ရက်မှာတော့တော်ရဲကိုသွားပြေးအောင်သွားကြမယ်လို့အားလုံးဝိုင်းပြီးဆုံးဖြတ်ထားခဲ့လိုက်ကြပါတော့တယ်။ဖျောက်တက်ကော ငါတို့လွန်ခဲ့တဲ့နှစ်နှစ်လောက်ကလေးကတောရဲကိုလေးလာရေးသွားခဲ့တာမဟုတ်လားကွာအဲ့ဒီချိန်ကနေစပြီးတောရဲကိုတခါမှမသွားဖြစ်ကြရဘူးလေသွားမယ်လို့လိုက်အကြောင်းမျိုးမျိုးကြောင့်ပြက်လိုက်နေကွာဒီတစ်ပတ်ငါတို့အားလည်းရကြရင်တော့သွားပြင်အောင်သွားမယ်ကွာအဲ့ဒါမင်းတီးရဲ့လမ်းပြမဟုတ်ဆိုလေးပါလိမ့်မယ်မရှိဘူးလားလမ်းပြအဖြစ်ခေါ်သွားကြမယ်လေအဲ့ကိစ္စကတော့ငါတာဝန်ထားလိုက်စမ်းပါကွာမာတီးတဲ့ဦးလေးမဟုတ်ဆိုကြီးရှိရဲကွာဦးလေးကြီးကငါတို့သွားချင်တဲ့နေရာကိုတောရီထဲမှာနေရာအနှံ့လိုက်ပြပေးပါလိမ့်မယ် ဦးလေးကြီးတို့ရွာတဲ့နီးနဲ့တောနာလေးကိုပဲလေးလာရေးသွားကြရအောင်နော်။အော်ဟုတ်သားပဲကွာမင်းပြောမှငါတတိရတယ်မင်းနဲ့ခင်တဲ့ဦးလေးကြီးကမဟုတ်စို့နော်။အဲ့ဒီဦးလေးကြီးတို့ရွာနဲ့နီးရဲ့တောကိုပဲငါတို့သွားကြမယ်လေ။ဒီလိုနဲ့အိမ်ကိုပြန်သွားခဲ့ကြပြီးမနှက်ဖြန်ခရီးသွားဖို့အတွက်ကောင်းကောင်းအနားယူခဲ့လိုက်ကြတာပေါ့။တောင်ရောက်သားမနှက်ဖြန်ထွက်မဲ့ခရီးမှာဘလို့အခက်ခဲတွေပျော်စရာတွေတွေ့ရမလဲဆိုတာကိုတွေးရင်းရင်ကုန်စိတ်လှုပ်ရှားနေရတာလေအမောပါပဲ။ ောက်တနေ့မနေ့ရောက်တဲ့အခါမှာတော့တငယ်ချင်း၃ယောက်ဟာအဖြူရောင်ကားလေးနဲ့မုတ်ဆိုးဦးလေးကြီးရှိတဲ့ရွာကိုထွက်လာခဲ့ကြပါတော့ရယ်။ရွာထဲကိုရောက်တဲ့အခါမှာတော့ပုံစိုးဦးလေးကြီးကိုတွေးခလိုက်ကြရပြီးလှမ်းနှုတ်ဆက်ခလိုက်တာပေါ့ဦးလေးကြီးလည်းတငယ်ချင်း၃ယောက်ကိုဖော်ဖော်ရွရွလက်ပြနှုတ်ဆက်ပြီးကြိုဆိုလို့နေခဲ့ပါတယ်ရွာကိုရောက်ပြီးခနာကြမှာပဲတော်ရဲကိုလိလာရီခီစားထွက်ပါတော့တယ်တငယ်ချင်း၃ယောက်လည်းဘာမှမထွေထွေတူတူမယူလာခဲ့ပဲကြောပွေးတယောက်တစ်လုံးစီနဲ့ထွက်လွတ်လာခလိုက်ကြတာပေါ့ဟဲ့ထုံးဝင် တက်ကိုဒီဦးလေးကြီးကိုငားလိုက်တာပတ်စံဘလောက်ကုန်လဲတော့မသိဘူးကွာမင်းကိုရောမပြောပြဘူးလားဒီကောင်ကိုပတ်စံပြန်ပြီးတော့ပေးကူရအောင်မာမဟုတ်ရင်ဒီငမွေးတော့ပတ်စံသုံးစရာမရှိပဲနေပါအောင်မယ်ကွာဟုတ်ပါကွာငားလိုက်မင်းကြီးတော့သူလည်းမပြောတော့ငားလည်းအခုထိမပေးရသေးဘူးကွာနောက်ကြမှာအေးအေးဆေးဆေးမေးပြီးရင်ကြာတင်ဝင်ကိုတောင်းရောက်တာအညီမြခွဲပေးမှာပေါ့ကွာတော်ရီကိုရောက်သွားတဲ့အချိန်မှာတော့တော်ရီမှာကြက်စားနေတဲ့တိရစ္ဆာန်အများပြားကိုတွေးခဲ့လိုက်ကြရပါတယ် နောက်ဆုံးမှာတော့စကန်ရှာအနာယူမဲ့လင်းစင်လီနာကိုရာဇဝလာခဲ့ပါတယ်။မဟုတ်ဆိုဦးလေးကြီးဟာလင်းစင်ပေါ်မတက်ခင်ညစာအတွက်အစားအစာရှာဖို့အားလုံးကိုစစ်လွတ်ခဲ့တာပေါ့။အဝေးကိုမတော်ခိုင်းပဲဘေးသားမှာရှိတဲ့အသီးအနှံတွေကိုသာခူးယူခိုင်းခဲ့ပါတယ်။ဘဲတော့ကိုဦးလေးပြောရအောင်မယ်ကော။မင်းတို့ဒီညလင်းစင်မှာပဲအေးရမယ်နော်။ဘလို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်အောက်ကိုမစင်နဲ့ကွာ။အရင်အရေးကြီးတဲ့ကိစ္စရှင်လေအားလုံးကိုတတိပေးပြီးမှသွား။ဦးလေးမတီးပဲဘဲကောမှမသွားနဲ့။ဟုတ်ပြီလား။ ညနေ9:00နာရီချိန်မှာတော့အလုံးပြီးစီးသွားကြပြီးလင်းစင်ဘော်ကိုတက်ကာအနားယူကြပါတော့တယ်ညနေလာလာနဲ့အများပဝင်းချင်းရဲ့လေတူဟာတဖြည်းဖြည်းနဲ့အေးဆက်လို့လာပါတယ်။ညဘက်ဖြစ်တာကြောင့်တောထဲမှာရှိတဲ့တရိတ်ဆန်တွေရဲ့အတန်ဟာကြင်ကြင်လောင်လောင်လေးကိုထွက်ပေါ်လာနေတာပေါ့။မြောက်တွေရဲ့အော်တန်တွေ၊တောင်းတွေရဲ့အော်တန်တွေနဲ့တခြားတရိတ်ဆန်လေးတွေရဲ့အော်တန်တွေကိုလည်းအထင်သာကြားလို့နေရပါသေးတယ်။တဘာဝတရားရဲ့အတန်ဟာနားထောင်ကောင်းလေးလေးပိုလာလီလီပါပဲ။ ညာတကောင်ရန်ကိုရောက်တဲ့အခါမှာတော့တဘာဝတရားကြီးရဲ့အော်တန်တွေကနေမိန်းကလေးတစ်ယောက်ရဲ့အတန်မှာကျွတ်လွတ်လာခဲ့ပါတယ်။အကိုရေအကိုအကိုဆင်းလာခဲ့ပါလား။ဒီမှာညီမအကိုစောင့်နေမယ်။မြ мян ဆင်းလာခဲ့။ထိုးဝင်လေအောက်ကနေမိန်းကလေးတစ်ယောက်ရဲ့အတန်ကြောင့်ရုတ်တရက်လန့်သွားခဲ့ပြီးအဲ့နေရာကနေထကလက်နေတမီနဲ့အောက်ကိုထိုးကြည့်လို့နေခဲ့ပါတော့တယ်။အတန်ကြာရနေရာကိုဘလောက်ပဲလိုက်ရှာလိုက်ရှာဘယ်သူ့ကိုမှမတွေ့ရတာကြောင့်ထွန်ဝင်းလေးပြန်အိတ်ခဲ့လိုက်တာပေါ့ အိပ်ပျော်ကန်ဒီမှာပဲအစောနာကကြားရတဲ့မိန်းကလေးရဲ့အတန်းဟာပိုပြီးကြဲကြဲကြားလာခဲ့ရတာပေါ့အကိုရေအကိုအကိုမအိပ်သေးဘူးဆိုတာညီမသိရဲ့နော်အကိုညီမစီကိုစင်လာမလားညီမအကိုရှေ့ရဲ့စင်ပေါ်တက်ခဲ့ရမလားအကိုစင်လာနော်မဟုတ်လို့ကတော့ညီမအကိုစီကိုလာလိုက်မယ် ထုံးဝင်းလေးရုတ်တရက်ကြားလိုက်ရတဲ့အတန်းကြောင့်လမ်းလွတ်သွားခဲ့ပြီးလက်နှိတ်ကြမီနဲ့ထမ်းမှန်ထိုးကြည့်ခဲ့လိုက်ပါတော့ရယ်ထုံးဝင်းဟာအတန်းလာရနေရာကိုကြည့်ပြီးမနှောက်ယှက်ဖို့အတွက်អော်ပြောခဲ့လိုက်တဲ့အခါမှာတော့စိုးမင်းတယောက်လန့်နိုးလို့လာခဲ့တာပေါ့ထိုးဝင်းမင်းဘာဖြစ်နေတာတုန်းကမအိမ်ပဲဘာထိုင်လို့နေတာလဲဇွန်နာကမင်းអော်လိုက်တာမင်းအိမ်မက်ရောင်လို့ထောက်អော်တာလားကွာဘာဖြစ်တာလဲပြောစမ်းပါကွာမင်းကိုကြည့်ပြီးငါစိတ်ပူလိုက်တာမင်းអော်လိုက်တာငါတော့လန့်သွားတာပဲကွာ ဂျုံဝင်တယောက်စုံမင်းမီးရော်တွေကိုဘာမှပြန်ဖြေပဲလင်းစင်အောက်ကိုသာလိုက်ကြည့်လို့နေကြတာပေါ့ကြားလိုက်ရတဲ့ကောင်မလေးရဲ့အတန်ရှူရှူလေးကိုဂျုံဝင်တယောက်သူ့ကိုသူတော်မသိလိုက်ပဲဆွဲလန်းလို့နေပါတော့တယ်တငယ်ချင်းဖြစ်တဲ့စုံမင်းပြန်အိပ်ပျော်သွားတာတော့ဂျုံဝင်ခမရမအိပ်နိုင်ပဲအဲ့ဒီကောင်မလေးအတန်ကြားရနေရဘက်ကိုကြည့်ပြီးကောင်မလေးကိုသာအသေးအတန်လိုက်ရှာလို့နေပါတော့တယ်ကောင်မလေးရဲ့ခေါ်တန်းဟာစိုးမင်းနိုးလာတော့အချိန်ခဏတာပြောက်လို့သွားခဲ့ပြီးစိုးမင်းအိပ်ပျော်သွားတာနဲ့အတန်းဟာပြန်လို့ပေါ်လာခဲ့ပါတယ်။အကိုရေ အခုအခုတည်းငယ်ရှင်ပြန်အိပ်ပျော်သွားပြီဆိုတာညီမသိရဲ့နော်ဒီတစ်ခါတော့ညီမအတန်ကြားတဲ့နေရာကိုအခုဆင်းလာပါတော့အဲ့ဒီလိုမှမဟုတ်ရင်ညီမတကယ်တက်လာတော့မှာနော်အခုညီမမြင်မြင်ချင်းချစ်မိသွားလို့ပါအကိုရဲ့အကိုဆင်းလာခဲ့ပါနော် ဂျုံဝင်လည်းတတိယအကြိမ်အတန်ကြာရနေရကိုထမ်းမှန်လိုက်ချတဲ့အခါမှာတော့ချုပ်ဘောတစ်ခုရဲ့အနောက်မှာမိန်ကလေးတယောက်ရက်နေတာကိုအမောင်လေးကနေလန့်တွေ့ခဲ့လိုက်ရပါတယ်။တေချာကြည့်တဲ့အခါမှာတော့မိန်ကလေးဟာအဖြူအောင်ဝမ်းဆက်ကိုဝစ်ဆင်ထားပြီးသူ့ကိုရှုံဘုံအနောက်ကနေတေချာဆိုင်ကြည့်လို့နေပါတယ်။မိန်ကလေးဟာအပြင်ကိုထွက်မလာပဲရှုံဘုံနောက်ကနေသာသူ့ကိုအချိန်ချင်းလှမ်းခေါ်လို့နေခဲ့တာပေါ့။မိန်ကလေးကိုတေချာမမြင်လိုက်ရပါမယ်လို့လေတော်တော်ချောတယ်ဆိုတာကတော့ထုံဝင်းတယောက်တီးလိုက်ပါတယ်။ ဒါကြောင့်မိန်းကလေးကိုမြင်ကျင်စောနဲ့မိန်းကလေးရှိရဲ့နေရာကိုအချင်းချင်းလမ်းကြည့်ခဲ့ပြီမယ်လို့လည်းကောင်မလေးကိုတော့တေချာမတွေ့ခဲ့ရဘူးပေါ့ဗျာအာယုံတက်လာတဲ့အခါမှာတော့ကောင်မလေးကိုထုံးဝင်းမတွေ့တော့ပါဘူးထုံးဝင်းလည်းနေထွက်လာတဲ့အထိတယောက်တည်းထိုင်ပြီးကောင်မလေးရဲ့အကြောင်းကိုသာတွေးလို့နေတာပေါ့ထုံးဝင်းရဲ့စိတ်ထဲမှာတော့ညာကတွေးခဲ့တဲ့အမျိုးသမီးဟာလူလားဒါမှမဟုတ်တရေရစီလားလို့အချင်းချင်းတွေးနေခဲ့မိပါတော့တယ်ဘလို့မှတီလိုစိတ်ကိုမထိန်းထားနိုင်တော့တာကြောင့်မုတ်ဆိုးကြီးကိုမေးကြည့်ဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်တာပေါ့ဦးလေးဦးလေးမုတ်ဆိုးကြီး ဒီနားလေးမှာဘာရွာတွေများရှိလဲဗျာရွာရှိရင်လေကျွန်တော်တို့လင်းစင်ဘောကနေဆင်းပြီးသွားလိုက်ကြရအောင်လေဗျာကျွန်တော်တို့လည်းဘ ഹു တ္တရတာဗောဗျာဦးလေးခဏလောက်လိုက်ပို့ပေးပါလားအော်ဒီနားမှာဘာရွာမှမရှိပါဘူးဒါရယ်ဦးလေးတို့ရဲ့ရွာကလည်းဟိုးတော်ဆက်မှာကြံခဲ့ပြီလေအခုတော်ရဲ့အလဲကို ရောက်နေတာဒါရယ်ဒီနားမှာဘယ်ရွာမှမရှိဘူးတော်လေကောင်းမှာဘသူကရွာထဲမှာလဲဒီနားမှာတော်ရန်တိရစ္ဆာန်တွေကပေါ်ပေါ်နေဘသူမှလာပြီးတကူးတကရွာထဲမှာမဟုတ်ဘူးဒါရယ် မော်ဆိုးကြီးရဲ့ရွာမရှိဘူးလို့ပြောလိုက်တဲ့စကားကြောင့်ထုံဝင်တယောက်အာမေကုမထမမီးခဲ့တော့ပါဘူးတိတ်တိတ်ကလေးတယောက်သေးတာတိုင်းလုံးနေခဲ့တာပေါ့ နေလေရောက်တဲ့အခါမှာတော့ရုတ်တရက်မိုးရီအုံဆိုင်လာခဲ့တာကြောင့်ဘယ်ကုန်းမှမသွားခဲ့ရဘဲလင်းစင်ပေါ်မှာသာအနားယူတည်ခဲ့လိုက်ကြပါရယ်ဒီလိုနဲ့ပဲတနေ့တာကုံဆုံးလို့သွားပြီးညနေဆောင်ချိန်ကိုရောက်ရှိလို့လာခဲ့တာပေါ့ညနေနေဝင်ချိန်အထိမိုးမရွာဘဲမိုးသာအုံဆိုင်လို့နေပါရယ်မိုးရွာမယ်ထင်ပြီးဘဲမကိုမသွားလိုက်ရတဲ့စိုးမင်းတို့အဖွဲ့ကတော့အတော်လေးကိုရင်နာနေလောက်ပါပါဒါပေမဲ့လို့လေဘလုံးမတက်နိုင်တဲ့အဆုံးမှာတော့လင်းစင်ပေါ်မှာညစာစားပြီးအိတ်ခဲလိုက်ကြဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်ပါတော့ရယ် ဒီလိုနဲ့ပဲညနေသကောင်ရံကိုရောက်ရှိလို့လာခဲ့တာပေါ့ညသကောင်ရံကိုရောက်လာတဲ့အခါမှာတော့တယောက်ယောက်လေးစင်ကြီးတဲ့တစ်ပင်ကြီးနာလမ်းလျှောက်လာတဲ့အတန်းကိုကြားခဲ့လိုက်ရပါတော့တယ်တိုက်တိုက်ဆိုင်ဆိုင်ဒီညဟာကစုံလာပြီးညလည်းဖြစ်ပါတယ်ထုံဝင်းလည်းအိန္ဒိယကနေခြေတန်ကြားတာကြောင့်လန့်နိုးလို့လာခဲ့တာပေါ့လာရောက်အနေငယ်ရှိတာကြောင့်လေးစင်အောက်ကိုငုတ်ကြည့်ပြီးခြေတန်ကြားရဘက်ကအသေးအတန်လိုက်ရှာတော့တာပေါ့ မိမငယ်လေးဟာရှုံဖို့အနောက်မှာပုံမနေတော့ပဲထုံဝင်းကိုလူလုံးပြခဲ့လိုက်ပါတော့တယ်။လာရောက်အောင်မှရန်နေခဲ့ပြီးအဖြူရောင်ဝမ်းဆက်လေးနဲ့ကိတ်ကိုလှပလုပ်နေတာပါဗျာ။မိမပြိုလေးရဲ့မျက်နှာနဲ့ခန္ဓာကိုယ်ဟာဘာအပြစ်မှပြောစရာမရှိတော့အောင်ဖြူဖြူပွေးပွေးနဲ့အယံကိုရှစ်စရာကောင်းလွန်လှပါတယ်။ထုံဝင်းလည်းမိမပြိုလေးရဲ့အလားကိုအငမ်းမရနဲ့ကြည့်လို့နေခဲ့မိတာပေါ့။ရုတ်တရက်ကောင်မလေးရဲ့မျက်နှာဟာလင်းစင်ပေါ်မှာရှိနေတဲ့ထုံဝင်းကိုမော်ကြည့်ခဲ့လိုက်ပြီးအောက်ကိုဆင်းလာဖို့အတွက်ပြောခဲ့လိုက်တာပေါ့။အကို အခုညမလာခေါ်တာလေအခုအောက်ကိုဆင်းလာခဲ့ပါလားမနေ့ကလေးကညမအခုကိုလာခေါ်ခြင်းနေတာအခုဘေးညမှာအခုတငယ်ချင်းတွေနဲ့မဟုတ်ဆိုးကြီးတွေရှိနေလို့လာမခေါ်ရဲတာအကိုရဲ့အကိုတော်ရဲကိုစဝင်လာတဲ့အချိန်ကစပြီးအကိုကိုညီမသဘောကျနေတာမိန်းကလေးကအရင်စပြောတယ်ဆိုပြီး အကိုအထင်မသေးရဘူးနော်လာပါညီမနဲ့ရှောက်လေရအောင်အကိုအောက်ကိုဆန်းလာခဲ့ပါဒီနားမှာညီမတို့ရွာလေးရှိတယ် အဲ့ဒီကိုသွားလဲကြမယ်လေဒီရွာလေးကိုအပြင်လူတွေသိမသိကြဘူးအကိုရဲ့အဲ့ဒါကြောင့်အကိုလည်းညီမတို့ရွာကိုရောက်ဖို့သွားအောင်ခေါ်သွားပေးမယ်လေဆင်းလာခဲ့ပါတုံးဝင်းလေကောင်မလေးရဲ့ပြောစကားတွေကိုကြားတာနဲ့ ဘာမှကိုရှိရှိဝဝမတွေးတော့ပဲအောက်ကိုလေကားကနေအမြန်ဆင်းသွားခဲ့လိုက်ပါတော့တယ်ဘယ်သူကမှတော့မပြောတော့ပဲတိတ်တိတ်ကလေးတယောက်တည်းဆင်းလို့သွားခဲ့တာပေါ့မိန်းကလေးတယောက်ကြောင့်ပုံစိုးကြီးပြောထားတဲ့စကားတွေကိုလည်းအားလုံးမေ့သွားခဲ့ပါပြီအောက်ကိုရောက်တာနဲ့ကောင်မလေးစီကိုအပြေးသွားပြီးကောင်မလေးကိုသာစိုက်ကြည့်လို့နေတာပေါ့ကောင်မလေးကလည်းထုံးဝင်းလက်ကိုဆွဲကတူနေတဲ့ရွာဆိုတဲ့နေရာကိုခေါ်လို့သွားခဲ့ပါတော့တယ်ကောင်မလေးရဲ့လက်တွေဟာနူးညံ့ပေမဲ့လို့လေထူးထူးခြားခြားတာမန်လူတွေလိုမဟုတ်ပဲအေးဆက်လို့နေခဲ့ပါတယ် ဘယ်လိုတွားနေတာလဲညီမရဲ့ညီမပြောတယ်ညီမရွာကိုခေါ်သွားမလို့လားတော်တော်တော်ကြာသွားပြီနော်အခုချိန်ဒီညီမရွာကိုမရောက်သေးဘူးလားညီမရဲ့အကိုကတငယ်ချင်းတွေကိုရောမုတ်ဆိုးကြီးကိုရောဘာမှမပြောခဲ့ရတော့သူတို့အကိုကိုလိုက်ရှာနေမှစိုးရိမ်လို့ပါအရန်ဝေးတယ်ဆိုရင်လေသူတို့စိတ်မပူအောင်အကိုပြန်ပြောလိုက်အောင်မယ်လေ ကောင်မလေးဟာထွန်းဝင်းကိုလှည့်ကြည့်ပြီးဘာစကားမှပြောပဲပြုံးပြကဆက်သွားလို့หนีခဲ့ပါတယ်။နောက်ဆုံးမှာတော့ကြောက်ကမ်းမတစ်ခုနာကိုရောက်ရှိလို့လာခဲ့တာပေါ့။သူတို့ရက်နေတဲ့ပတ်ပတ်လေးမှာတော့အယိုးပေါင်းစုံကိုထွန်းဝင်းတယောက်တွေ့လိုက်ရပါတယ်။ထွန်းဝင်းလည်းလမ်းလို့သွားခဲ့ပြီးဒီနေရာကဘယ်နေရာလဲလို့ကောင်မလေးကိုအကျဉ်းကြီးအောင်မေးခလိုက်ပါတော့တယ်။ဒါဒါဘယ်နေရာလဲကွာ။မင်းပြောတော့မင်းတို့ရွာကိုခေါ်သွားမှာစို့။ဒီမှာမနေခြင်းဘူးကွာ။ဒီမှာကအယိုးပေါင်းစုံနဲ့ ဘာကောင်တွေတည်လို့တည်ထားမှလည်းမသိဘူးမနေချင်ဘူးကွာမင်းကားကိုဘယ်နေရာကြီးကိုခေါ်လာတာလဲဂျုံဝင်းမေးတဲ့အခါမှာတော့ကောင်မလေးဟာပြုံးပြီးအေးအေးဆေးဆေးနဲ့စကားပြန်ပြောလို့နေပါတယ်ညီမနမယာနန်းဝေလို့ခေါ်ပါတယ်ညီမကိုကိုမိတ်ဆက်ပေးပြီးပြီနော်ရွာဆိုတာဒီမှာပဲလေအကိုရဲ့ဘာများထူဆန်းနေလို့လဲဒါညီမနေရဲ့နေရာပဲလေကြည့်စမ်းပါဩဘလောက်များตายရလိုက်တယ်လဲမင်းမင်းကွာ ဂျွန်ဝင်းတယောက်စကားပြောဖို့လုပ်တဲ့အချိန်မှာပဲကောင်မလေးဟာထုံးဝင်းရဲ့ပါးစပ်ကိုလက်ညှိုးလေးနဲ့ပိတ်ကာတိတ်တိတ်ကလေးနေဖို့အတွက်တတိပေးခဲ့လိုက်ပါတော့ရေရှူတတိနေပါကိုရဲ့ဘာမှပြောမနေပါနဲ့တော့အကိုဒီမှာပဲညီမနဲ့တက်တက်လုံးနေရတော့မှနားကြီးအောင်မလုပ်စမ်းပါနဲ့ဒီမှာတက်တက်လုံးနေရမယ်ဟုတ်လားဘာကိုဆိုလိုတာလဲမင်းဘာအတိတ်ပဲနဲ့ဒီလိုပြောနေတာလဲကွာမင်းရဲ့ရုပ်ကလေးကိုကြည့်ပြီးအတန်လေးကိုကြားပြီး ငါဆွဲလမ်းပြီးရယ်ဆိုတာမှန်ပေမဲ့မင်းဒီလိုလုပ်နေတာကိုတော့ငါမကြိုက်ဘူးကွာရုတ်တရက်ဆိုသလိုပဲကောင်မလေးရဲ့မျက်လုံးလေးဟာပြူးကျယ်လာပြီးထွန်းဝင်းကိုတေချာစိုက်ကြည့်လို့နေတာပေါ့ရဲတန်းအကြဲကြီးတွေနဲ့လည်းအော်ဟေးရင်မောနေခဲ့ပြီးသူမရဲ့ဗဇက်ကနေတစ်ချက်တစ်ချက်ကြားဟင်းတန်တွေဟာထွက်လွလာခဲ့ပါတယ်။ဘာအကိုကဒီမှာမနေရှင်ဘူးဟုတ်လားဒီမှာနေရမှာမဟုတ်ဘူးပွန့်ပွန့်လဲလဲပဲပြောမယ်ဒီမှာနေသေးရတော့မှာနေ့ကဒီလိုမျိုးဆဲပြီးခေါ်မလာခဲ့ရင် မြင်ကနောက်လိုက်လာမှာမဟုတ်ဘူးလေမြင့်တငယ်ချင်းတွေပါလာတော့မြို့ဘလို့စားရတော့မှာလဲအခုတော့ငါအလှမှာနေရစ်မူပြီးငါနဲ့ပါလာခဲ့တာမဟုတ်လားမြင်းတို့ယောက်ျားလေးတွေကမိန်းကလေးလှလှလေးတွေမြင်ရင်အငမ်းမရပဲနော်အဲ့ဒါကြောင့်မြင်းတို့ယောက်ျားလေးတွေကိုရွေးပြီးပြစ်မှတ်ထားရတာပေါ့ ဂျောဝင်းလည်းကောင်မလေးရဲ့စကားကြောင့်မျက်လုံးပြိုးကျတော့ကအံ့ဩနေခဲ့မိပါတော့တယ်။ကောင်မလေးကိုတေချာကြည့်မိမှာပဲခန္ဓာကိုယ်မှာရှိနေတဲ့အမွေအမြင်တွေဟာတာမန်လူတွေနဲ့မတူပဲပုံပြီးရှိနေတာကိုသတိထားမိသွားခဲ့ပါတယ်။ဒါပေမဲ့လို့လည်းအလားကောင်းပေမဲ့အခါတော့နှောင်းသွားခဲ့ပါပြီ။ကောင်မလေးဟာကြားတကောင်မန်းအခုမှတီးခဲလိုက်ရတာကြောင့်ဘလုံးမအရှိန်မမီတော့ဘူးပေါ့။ဂျောဝင်းတယောက်အတွေးပေါင်းစုံဖြစ်နေတဲ့အချိန်မှာပဲကောင်မလေးဟာထုံးဝင်းစီကိုလာပြီးထုံးဝင်းလေပင်ကိုညှစ်ခဲ့လိုက်ပါတော့တယ်။ ကောင်မလေးလည်းထုံဝင်းကိုမြေပြင်ပေါ်မှာလှဲရှားခဲ့လိုက်ပြီးရင်ဘတ်ပေါ်တက်တိုင်ကလဲဘင်းကိုအတင်းညှစ်လို့နေခဲ့တာပေါ့နင်တို့ယောက်ျားတွေကလှဲစားရလွယ်လိုက်ကြအခုတော့လူသားချို့ချို့လေးကိုစားရတော့မယ်ပေါ့ပြောရင်းဆိုရင်တရေရောင်ကြလာပြီထုံဝင်းလည်းအသေးအံရုံးကန်ရင်အော်ဟစ်လို့နေပါတော့တယ်ထုံဝင်းအော်တန်ကြောင်တစုံတစ်ယောက်ကြားသောမှကိုဆိုးရတဲ့အတွက်ကြားမဟာထုံဝင်းရဲ့ပါဇက်ကိုသူ့ရဲ့လက်နဲ့အုပ်ထားခဲ့လိုက်ပါတော့တယ် ဂျုံဝင်းလည်းကြံရမရတဲ့အဆုံးမှာတော့ကြားမရဲ့လက်ကိုဖမ်းဆုပ်ခေလိုက်ပြီးကြားမသူကိုလည်းပဲမညစ်နိုင်တော့အောင်ဖမ်းရှုပ်ထားခဲ့လိုက်တာပေါ့ကြားမဟာသူ့အင်အားနဲ့ထုံးဝင်းအင်အားတူနေတာကြောင့်အံ့ဩလို့နေခဲ့ပါတော့တယ်။ကြားမဘလောက်ပဲရုန်းကန်ရုန်းကန်ထုံးဝင်းရဲ့လက်ကနေမလွတ်နိုင်ခဲ့ဘူးပေါ့။လွတ်လိုက်စမ်းလွတ်လိုက်စမ်းငါလက်ကိုအခုရှင်းရှင်းမြင်လို့ရင်နင့်အသက်ကိုရှမ်းတာပြီးမယ်။မြင်ဘသူ့ကိုချက်ထားတဲ့ထင်းနေလေ။အခုရှင်းရှင်းလွတ်လိုက်စမ်းပါ။ ကြာမှလည်းဒေါသထွန်းနေတဲ့မျက်လုံးတွေနဲ့ထုံးဝင်းကိုကြည့်ခဲ့ပေမဲ့ထုံးဝင်းကတော့မကြောက်ခဲ့ပါဘူး။တတိရှိရှိရင်ဆိုင်ပြီးအဝေးကိုကင်ပေါက်ပစ်ခဲ့လိုက်တာပေါ့။ကြာမှဟာကြောက်တုံးနေနာမှာခွေခွေကလေးလိမ့်လို့သွားခဲ့ပါရယ်။ဒဏ်ရာရသွားတဲ့ကြာမှကလည်းအတော့ကိုဒေါသထွက်လို့သွားခဲ့ပြီးထုံးဝင်းကိုလက်ညှိုးထိုးကမျက်လုံးပြူးပြူးကြီးတွေနဲ့စိုက်ကြည့်လို့နေခဲ့တာပေါ့။ခဏကြာတဲ့အချိန်မှာတော့ထုံးဝင်းစီကိုတက်ဖို့အတွက်ပြေးသွားနေခဲ့ပါတော့ရယ်။ထုံးဝင်းကလည်းကမန်းကရန်ကြောက်တုံးကိုဆွဲယူခဲ့လိုက်ပြီးပြေးလာနေတဲ့ကြာမှရဲ့နဖူးတက်တဲ့ကိုပစ်ခဲ့လိုက်တာပေါ့။ ကြာမကလည်းနှစ်ဖူးကတန်ရာကြောင်းခေါင်းမူးလို့သွားကလမ်းကိုတရင်တရိုင်နဲ့ရှောက်လို့သွားနေခဲ့ပါတော့တယ်။ကြာမရဲ့ပုံစံဟာအယက်မူးသမားတရားလိုဖြစ်နေပြီးတော်တော်နဲ့ထုံးဝင်းစီကိုမရောက်နိုင်ခဲ့ဘူးပေါ့။နင်ကလူသားတယောက်ပဲဟိုငါကနင့်ကိုမနိုင်ဘူးဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။ငါဘာဖြစ်လို့ဒီနေ့မှကြားပုံစံပြောင်းလို့မရတာလဲ။ဘာလို့အခုလိုဖြစ်လဲဆိုတာစဉ်းစားလို့မရဘူး။မဟုတ်ရင်တော့နင့်သိမယ်။နင်ရဲ့မတော်တကောက်အသိဉာဏ်လေးနဲ့ ငါ့ကိုဘာလို့နိုင်မှာမလို့လဲငါနဲ့ရှင်ပြီးတိုက်ဖို့တော့မစင်စားနဲ့ငါကြားပုံစံပြောင်းလို့ရတာနဲ့နင်မလွယ်ဘူးမှန်ယာမဟာစကားပြော ပြီးတာနဲ့ထုံဝင်လဲနောက်ထပ်ခဲကြလုံးနဲ့ကြားမရဲ့နဖူးတက်တဲ့ကိုထပ်ပြစ်ခလိုက်ပါတော့တယ်အငိုင်းမိသွားတဲ့ကြားမခမနာကျင်လွန်းလာတာကြောင့်မိပင်ပေါ်မှာလူးလိမ့်ရင်အော်ရင်ငိုကြွေးလို့နေခဲ့ပါတော့တယ်ကြာမရဲ့ပုံစံဟာငားများကြိတ်မှမိနေတဲ့ငားတစ်ကောင်နဲ့ပုံစံဆင်တူနေခဲ့ပါတယ်။တကောလုံးတွန်းခါလူးလိမ့်နေပြီးမြေပြေပေါ်မှာကြံ့ရဲလို့နေခဲ့တာပေါ့။ ဒုံဝင်းကလည်းကြားမရဲ့ရန်ကနေလွတ်လွတ်ရှင်းမှာပဲအမြန်ဆုံးပြေးထွက်ခဲ့ပါတော့တယ်။ကံကောင်းသွားနေပဲကြားမရဲ့နောက်ကိုလိုက်သွားစဉ်အခါကလမ်းကိုတရှာမှတ်ခဲ့တာကြောင့်အပြန်လမ်းကိုမှတ်မိလို့နေပါတယ်။မှတ်ထားတဲ့လမ်းအတိုင်းပြန်ပြေးပြီးလင်းစင်အောက်ကိုရောက်ရှိလို့သွားခဲ့တာပေါ့။လင်းစင်အောက်ကိုရောက်သွားတဲ့အခါမှာတော့အပေါ်မှာရှိတဲ့တငယ်ချင်းတွေကိုအော်ဟစ်အကူအညီတောင်းပါတော့တယ်။တကူဆိုမေငါငါ့ကိုကဲပါအောင်ကွာကြားမတကောင်ငါနောက်ကလိုက်လာလို့ထားကြပါအောင်ကွာဒီမှာငါဒုက္ခရောက်နေပြီကြားကြားကြီးကြားကြီးလိုက်လာပြီ မောက်စိုးကြီးလည်းထုံးဝင်းရဲ့အော်တန်ကြောင့်အိယာကနေလန်နိုးလို့လာခဲ့ပါတော့တယ်။လင်းစင်အောက်ကုန်းငုံပြီးကြီးခဲ့လိုက်တဲ့အခါမှာတော့လာရအောင်မှာရန်နေတဲ့အမျိုးသမီးငယ်တယောက်ကိုတွေးခဲ့လိုက်ရတာပေါ့။ပြန်လာခဲ့စမ်းငါ့ကိုခဲနဲ့ပြစ်သွားတဲ့အကောင်နင့်ကိုမကျေနပ်ဘူးအခုရှင်းရှင်းပြန်စင်လာခဲ့နင်တို့အားလုံးကိုတတ်ပြီးစားပြစ်မယ်။ ကြားမှာလဲဒေါသကြီးနဲ့ထုံဝင်းကိုပြန်စင်းလာဖို့အော်ဟစ်ပြောနေခဲ့ပါတော့တယ်။တစ်ဖက်မှာလဲမုတ်ဆိုးကြီးဟာအသိဉာဏ်ဆောင်လာတဲ့တနက်ကိုကောက်ယူခလိုက်ပြီးကြားမှာရှိတဲ့ဘက်ကိုချိန်ရွယ်ထားခလိုက်တာပေါ့။ကြားမှာကလဲမုတ်ဆိုးကြီးရဲ့တနက်ကိုတွေးတဲ့အချိန်မှာတော့လာယာလန်အန်တိုင်းပြန်လဲထွက်သွားခဲ့တာပေါ့။ လူပုံစံနဲ့တလောက်လူအများကြီးကိုတူမနိုင်ဘူးဆိုတာကိုသိပုံရပါတယ်။အဲဒါကြောင့်လေလာယာလန်အတိုင်းပြန်သွားတာဖြစ်နေတာပေါ့။အားလုံးဝိုင်းပြီးငေးကြည့်နေတော့မှပဲမုတ်ဆိုးကြီးရဲ့လက်ထဲကနေထုံဝင်းဟာတနက်ကိုအတင်းဆွဲယူခဲ့လိုက်ပြီးပြန်ထွက်သွားတဲ့ဂျာမာကိုပြစ်ခဲ့လိုက်ပါတယ်။ဟဲ့ဂျာမာနေဒီလောက်တောင်လူသားစားချင်နေတာလူသားတော့မရဘူးဒီတနက်ရဲ့ကြည်စံကိုပဲစားလိုက်ရော့ဟဲ့ ဂျုံဝင်လေပျော်ပျော်စိုးစိုးနဲ့ပဲတနက်ကိုပြစ်ခဲ့လိုက်ပါတယ်တနက်ကြီးစံဟာကြားမနောက်ကျော်တတဲကိုထိမှန်သွားပြီးကြားမတယောက်မြေပြင်ပေါ်ကိုလဲကျလို့သွားခဲ့ပါတယ်တနက်တန်ဟာတော်တကူလုံးကိုစူညံသွားစီခဲ့တာပေါ့ဒေါ်ရဲမှာရှိတဲ့တရိတ်ဆန်တွေလည်းတနက်တန်ကြောင်ဟိုပြေးတီပြေးတဲ့အသေးအစံထွက်ပြေးလို့နေပါတယ်ဇိုမင်းတို့တငယ်ချင်းတတိုင်းလည်းလင်းစင်ဘောကနေအောက်ကိုငုံကြည့်ခဲ့လိုက်တဲ့အခါမှာတော့ကြားမကြီးဟာလူပုံစံကနေကြားရကောင်ပုံစံကိုပြောင်းသွားတာကိုမြင်တွေ့ခဲ့လိုက်ရပါတယ် ဒိုင်အားရထားတဲ့အချိန်ကြောင်းကြားပုံစံပြောင်းနိုင်သွားခဲ့ပေမဲ့လို့လည်းဘလုံးမပြန်မတိုက်နိုင်ခဲ့ပါဘူးအဆုံးမှာတော့ကြားမကြီးဟာတော်ရဲကိုပဲပြန်လဲထွက်သွားခဲ့တာပေါ့ဒီပုံစံတိုင်းဆိုရင်တော့မဖြစ်တော့ဘူးကွာမတော်ရီမနဲ့ပြန်မေးရောကိုရောက်အောင်ပြန်ရမယ်မင်းတို့တော်ရဲကိုလိလာရေးခီးထွက်ဖို့ကိစ္စကိုလည်းမေးလိုက်တော့ကွာအသက်ထက်ဘယ်အရာမှအရေးမကြီးဘူးကွာတော်ပါသေးတယ်ကွာမဟုတ်ရင်တော့ကြားမလက်ထင်းမှာငါ့ဘဝကမတွေးရစရာပဲကံကောင်းလို့ပါကွာ ေးအေးအခုမှကံကောင်းတာတွေပါလေလုံနေတကောင်းမှမတွေ့ဘူးတဲ့ကောင်မလေးကိုတွေးလိုက်ရတာဗျာတကယ်ချင်းအေးခောက်ခောက်ကြီးငါတို့ကတော့ချက်ချင်းမေ့သွားရတယ်လို့ကွာမင်းကတော့ပြောမပြောချင်တော့ဘူးကွာမျိုးပေါ်မှာရှိတဲ့ကောင်မလေးတွေကိုကြတော့အယုံများတလေရှီးခါတလေနဲ့အခုကဘလို့ဖြစ်လို့ဒီကောင်မလေးတွေမှာတန်းတန်းဆွဲဖြစ်သွားရတာဟုတ်ကွာရှင်းပြဆမ်းပါအောင်ငါလည်းဘာဖြစ်သွားမှမသိပါဘူးကွာပုံမှန်ဆိုရင်တော့ဒီလောက်ထိဖြစ်မှာမဟုတ်ဘူးကွာသူ့ရဲ့အတန်ကငါ့ကိုညှို့နေတယ်လို့ပဲငါဘလို့မ မယုံထွက်နိုင်ခဲ့ဘူးကွာသူ့နောက်ကိုလိုက်သွားပြီးမှငါတတိပြန်လေလာတာငါလည်းဘာဖြစ်လို့ဖြစ်သွားမှန်းကိုမသိတော့ပါဘူးကွာကဲပါဒီအကြောင်းလေးကိုပဲပြောမနေပါနဲ့တော့ဒီကိစ္စကငါမှားပါတယ်ကွာအကြမယ်မနေ့ကျရင်စောစောထားပြန်လို့ရအောင်လေအဲ့လိုနဲ့ပဲအိယာဝင်ခဲ့လိုက်ကြပါတယ်တညာလုံးအေးအေးဆေးဆေးဖြတ်တန်းခဲ့လိုက်ရပြီးနောက်ဆုံးမှာတော့မနေ့အရှင်ကိုရောက်ရှိလို့လာတာပေါ့မနေ့ကိုရောက်တာနဲ့အထုပ်အဖိုးတွေပြင်ကပြန်မယ်လို့လှုပ်တော့မှပဲတော်တွေကနေထွက်ရမယ့်လမ်းဟာဘလို့မှရှာလို့မတွေ့ခဲ့ပါဘူး ဒါဂျာမားရဲ့လက်ချက်ပဲဖြစ်ရမယ်ဒီဂျာမားကိုကြီးရတာအစီဂျားနဲ့တူတယ်ကွလူပုံစံလည်းပြောင်းတက်တယ်လို့လမ်းတွေကိုလည်းဖျောက်ထားနိုင်တယ်ဆိုတော့တောင်ယုံတန်ယုံအစွမ်းတော့မဟုတ်ဘူးငါတို့အားလုံးတတိထောင်းမှရမယ်နော်အမုတ်ဆိုးကြီးဒါဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဗျာကျွန်တော်ကြောင့်အားလုံးဒုက္ခရောက်ကုန်တော့မယ်ဗျဘယ်တတ်နိုင်မလဲကွာဖြစ်လာမှာတော့အားလုံးအတူတူရင်ဆိုင်ရတော့မှာပေါ့မင်းကပဲအပြစ်ပြောလို့မှမရတာဒီလိုပဲကြံဖန်ပြီးဖြည့်ရှင်းရတော့မှာပေါ့ငါလည်းဒီအသက်ရွယ်ကြီးရောက်လာတော့ ဒီလိုကိစ္စတွေကိုတခါမှကြုံဘူးတာမဟုတ်ဘူးအလွန်ဆုံးဖြစ်ဖို့မှတောလျှောက်တာတော့ပဲကြုံဘူးတာကွာငါဒီတော်လေးကိုမရောက်တာ တနည်းနည်းပါပဲရှိသေးတယ်အဲ့ဒီအချိန်တွေမှာကြားမားကလာနေတာဖြစ်ရမယ်ကွာအရင်တုန်းကသူဒီမှာမရှိပါဘူးကွာမောက်ဆိုးကြီးလည်းကြားမားကိုတတ်ဖို့အတွက်အပြန်အလှန်ဆွေးနွေးမှုတွေပြုလုပ်နေခဲ့လိုက်ပါတယ်ဒီပုံစံတိုင်းဆိုရင်ဒီကြောင်မကြီးကိုမတက်နိုင်မရှင်ကျွန်တော်တို့တွေဒီတော်လေးကနေထွက်လို့မရဘူးတင်နေမို့ဆိုကြီးရဲ့ငါလည်းမသိတော့ပါဘူးကွာ ဒီအချိန်မှာမတို့ကိုကင်နေတာဆိုလို့ဖျားပြားပဲရှိတော့တယ်ဖျားစားတွေကိုမင်းများရွတ်ကြပေါ့အော်ဒါနဲ့မင်းတို့ကိုဦးလေးပြောပြရအောင်မယ်ဦးလေးကအထက်လန်းပညာနည်းနည်းတော့ရတယ်ကွမန်နန်ရွတ်ပြီးတနက်ကိုအစွမ်းထောင်အောင်လုပ်လိုက်အောင်မယ်နော်ဒီလိုနဲ့ပဲမုတ်ဆိုးကြီးလည်းသူတက်သမျှပညာတွေကိုထုတ်သုံးကတနက်ကိုကိုင်းပြီးမန္တန်ရီနဲ့မန်းမို့လို့หนีခဲ့တာပေါ့ညရောက်တဲ့အခါမှာတော့လင်းစင်ပေါ်မှာပဲနေပြီးအောက်ကိုလုံးဝမစင်ကြတော့ပါဘူးညတကောင်ရဲ့အချိန်ကိုရောက်လာမှပဲလာလီးဟာကောင်းကင်ရံမှာပေါ်ထွက်လို့လာပါတယ် ယုတ်ဒီယံလဟအနီယံကိုပြောင်းလို့သွားပြီးလေတွေကလည်းအဆက်မပြတ်တိုက်ခတ်လို့လာတာပေါ့ဟုတ်ဟိုမှာကြားကြီးလာနေပြီကွာအားလုံးသတိရှာကြဒီတခါတော့ तू ကကြားပုံစံပြောင်းပြီးလာတာဆိုတော့ငါတို့တို့အန်ဒီရရှိတယ်ဘာကိစ္စတွေပဲကျုံလာကျုံလာဒီလင်းစေဘောကနေဘယ်ကောင်မှမသွားချနဲ့ကြားလား ကြားမကြီးလဲမျက်ပင်တွေကြားထဲကနေမျက်လုံးနီနီရွေနေလင်းစင်ကိုစိုက်ကြည့်ရင်တနှလုံးကြောင်ဟိလုံးနေတာပေါ့ခြုံပုတ်ထဲကနေထွက်လာပြီးရုတ်တရက်မိန်ကလေးတယောက်ပုံစံကိုပြန်ပြောင်းလိုက်ကလင်းစင်ရှိရာနေရာကိုလာလို့နေပါတော့တယ်ညီတို့အခုရှက်ရှင်ဆင်းလာပြီးငါနဲ့ရင်ဆိုင်ကြစမ်းညီတို့ဒီတစ်ပင်ကြီးရှိနေလို့အသက်ဘေးကနေလွတ်မယ်လို့ထင်နေကြတာလားစိတ်တော်မကူနဲ့ညီတို့ငါလက်ထဲကနေဘလို့မှမလွတ်နိုင်ဘူးဒီတစ်ပင်ကလည်းငါ့ကိုမတားဆီးနိုင်ဘူး ငါဘလောက်အားကောင်းနေဆိုတာညီတို့ခဏနေတွေ့ကြရတော့မှာပါရမကလည်းသူဘလောက်အာတန်ချောင်းကိုပြသတဲ့အနေနဲ့တိပင်တွင်ကိုလက်ညှိုးထိုးပြကအားနဲ့တွန်းလဲပြခလိုက်ပါတော့တယ်။တိပင်ကြီးလည်းကြားမရဲ့ကိုခန့်အားချောင်းလဲချလို့သွားခဲ့တာပေါ့။တိပင်ခမရငုတ်တူလေးတာကြံလို့နေပါတော့တယ်။လွားနေဖြတ်ထားတာမဟုတ်ပေကိုခန့်အားချောင်းကျိုးသွားတဲ့အတွက်တိပင်ငုတ်တူလေးကတော့မညီမညာပဲတစ်ရှင်လေးတွေကြံလို့နေချပါပါတယ်။ အဲဒီနောက်မှာတော့ကြားပုံစံကိုပြောင်းသွားပြီးလင်းစင်ပေါ်မှာရှိတဲ့လူတွေကိုတတ်ဖို့အတွက်လင်းစင်ဘက်ကိုထွက်သွားတာပေါ့မုတ်စိုးကြီးလည်းပြေးလာနေတဲ့ကြားမကိုတနက်နဲ့ပြစ်ခစ်လိုက်ပါတော့တယ်အခုဒီချိန်မှာတော့တနက်ကြီးစံဟာကြားမအတွက်ဘလို့မှမหนีခဲ့ပါဘူးဦးလေးလည်းဒီလောက်တော့အထက်လန်းပညာတွေသုံးပြီးမမ်းမုတ်ထားတာတော့ကြားမကတနက်ကိုမဖြုံဘူးကွာကြားပုံစံနဲ့ဆိုရင်ဦးလေးတို့ဘလို့မှမနိုင်နိုင်ဘူးထင်တယ်သူလူပုံစံပြန်ပြောင်းမှာပဲဦးလေးတို့သူ့ကိုတေးအောင်တတ်နိုင်တော့မှာ သူလုံပုံစံပြန်ပြောင်းအောင်ဘယ်လိုများလုပ်ရမလဲမသိပါဘူးကွာဟုတ်လားဗျာဒုက္ခပါပဲဗျာဒီဒီတိုင်းဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဦးလေးရဲ့မကြောက်ပါနဲ့ကွာဒီလန်းတော့ရှိမှာပါစိတ်ကိုငြိမ်ငြိမ်ထားပြီးသူ့ကိုရင်ဆိုင်ရမယ်ညီတို့အခုအချိန်မှာအေးအေးဆေးဆေးအညံ့ခံရင်ငါညီတို့ဖြစ်ဖြစ်ချင်းတက်ပေးမှာပါအခုရှင်းရှင်းစင်းလာပြီးငါစီအညံ့လာခံစမ်း ကျွန်တော်သတိရပြီဗျာသူ့ရဲ့ခန္ဓာကိုယ်ကိုနာကျင်အောင်လုပ်နိုင်ရင်သူကြားပုံစံကိုထက်ပြောင်းလို့မရဘူးထင်တယ်မင်းညာကသူ့ကိုကျွန်တော်ကဲနေပြတော့သူအားနေပြီးကြားပုံစံကိုပြောင်းလို့မရခဲ့ဘူးဗျာသူကသာသတိမထားမိတာသူတခြားနေတွေတုန်းကလည်းတခုခုနဲ့ထိထားမိလို့နေမှာဗျာလက်မှာတံရတွေးခဲ့တယ်အဲ့ဒါကြောင့်ကျွန်တော်နဲ့တွေ့တော့ကြားပုံစံကိုရှက်ရှင်းပြောင်းလို့မရတာနေမယ်သူ့ရဲ့ရင်ဘတ်တက်တက်ကိုပြည့်ကြည့်ရင်ရောသူ့ရဲ့အားနေချက်ကအဲ့ဒါဆိုရင်တော့ သူ့ကိုကျွန်တော်တို့ရင်ပတ်တက်တက်ကိုထိအောင်ပြပြီးတက်လိုက်ရင်ကျွန်တော်တို့ပြန်လို့ရပြီဗောဗျာဟာဟာဟာကြားမှလည်းသူတို့ပြောတာတွေကိုကြားတဲ့အခါမှာတော့ဒေါသထွက်ပြီးအတကုံဟိဟောက်နေခဲ့ပါတော့လေဟာမင်းတို့ကငါ့အားနေချက်ကိုရှာနေကြတယ်ဗောဟုတ်လားငါ့ကိုဟာတာလုပ်နေကြတယ်ဗောမင်းတို့ကငါလူပုံစံပြောင်းသွားရင်ငါ့ကိုတတ်နိုင်မယ်ထင်နေရဗောအဲ့လောက်တော့ကိုကိုကိုအထင်ကြီးနေကြရင်လေငါမင်းကလေးပုံစံကိုပြန်ပြောင်းပေးမယ် ငါ့ကိုတတ်နိုင်ရင်တတ်မဟုတ်လို့ကတော့ညီတို့အားလုံးငါတတ်စားမှာကြားမှာလဲကောင်မလေးပုံစံဖန်ဆင်းပြီးလင်းစင်တာကိုတရွေ့ရွေ့လာနေကြတာပေါ့အဲဒီချိန်မှာပဲလင်းစင်ပေါ်မှာနေနေတဲ့တက်ကူဟာမုတ်ဆိုးကြီးအိတ်ထဲမှာထည့်ထားတဲ့ဓားကိုယူပြီးကြားမစီကိုပြစ်ခစ်လိုက်ပါတော့တယ်ဓားဟာကြားမပခုံးကိုထိမှန်ပြီးစိုက်ဝင်လို့သွားခဲ့တာပေါ့ညီတို့ကဒီကြားလောက်နဲ့ငါ့ကိုတတ်နိုင်မယ်လို့ထင်နေရလားငါ့ကိုတတ်ဖို့မပြောနဲ့ငါ့ကိုလဲသွောင်းအောင်တော့နေမလုံနိုင်ဘူး ကြားမစကားပြောနေတုန်းမှာပဲမုတ်ဆိုးကြီးဟာအစမပြေနေကြားမကိုတနက်နဲ့ပြစ်ခတ်နေပါတယ်။ကြားမကိုအပူအလိုစကားတွေပြောခွင့်တော့မပေးခဲ့ပါဘူး။နောက်ဆုံးတစ်ချက်မှာတော့ကြားမရဲ့နဖူးတတဲကိုထိမှန်လို့သွားခဲ့တာပေါ့။ကြားမကလည်းစီးကြလာတဲ့သွေးတွေကိုသူ့ရဲ့လက်နဲ့အုပ်ရင်းအော်ဟစ်လို့နေခဲ့ပါတော့တယ်။နာကျင်လွန်လာတဲ့ဒဏ်ရာကိုမကန်စားနိုင်တော့တာကြောင့်တဖြည်းဖြည်းအနောက်ကိုဆုတ်လို့သွားခဲ့ပါတယ်။ပြေပြေပေါ်မှာလဲကြရင်အော်ဟစ်လို့လဲနေခဲ့တာပေါ့ခုလေးပြတာနည်းနည်းပဲလို့လေဗျာသူ့ရဲ့နှလုံးတက်တဲ့ကိုပြစ်နိုင်တော့သူ့တေသွားတော့တယ်ဗျာ အေးကွာမာလေသူစကားများနေတော့မြန်မြန်ပြည့်ရတော့ကြက်ကောက်မထိလိုက်ဘူးကွာလာတာပဲဒီတစ်ခေါက်တော့ဒေရှားပြည့်ရမယ်ကြာမာလေမုတ်ဆိုးတို့ကိုလက်ညှိုးထိုးပြီးစကားပြောမယ်အလုံးပါပဲနောက်ထပ်ကြည်စံတစ်ထောင်ကြာမာစီကိုလာမှန်ပါတော့တယ်ရင်ဘတ်တက်တက်မမှန်တာကြောင့်လဲကျသွားလိုက်ပြန်ထားလိုက်နဲ့ဖြစ်လို့နေတာပေါ့အော်လွဲသွားပြန်ပြီဘလုံးမကိုမမှန်နိုင်ဘူးမင်းတို့တော်တော်တက်တိကောင်းနေကြရတယ်ပေါ့မင်းတို့ငေါ့တက်ဖို့စူးစမ်းနေရအခုရှင်းရှင်းရက်လိုက်စမ်း မင်းတို့ဘလို့ပဲတသက်ငါအသိမှမဟုတ်ဘူးမုံစိုးကြီးလည်းချက်ရှင်းဆုံးသလိုတနတ်ကိုကြားမရှိတဲ့နေရာကိုထပ်ပြီးပြစ်ခစ်လိုက်ပါတော့တယ်ဒီတစ်ခါမှတော့ကြားမရဲ့ရင်ပတ်တဲ့ကိုထိမှန်လို့သွားခဲ့တာပေါ့ဖိရှက်ကတော့ကောင်းပါတယ်ဗျာဒါပေမဲ့ကျွန်တော်တို့ဘက်မှာကံရရကမရှိဘူးတဲ့ကြားမမတည်ပုံထောက်ရင်တော့ကျွန်တော်တို့ကံမကောင်းတဲ့ပုံပဲ ။ရင်ဘတ်တဲကိုထီသွားတဲ့အခါမှာတော့အနောက်ကိုဆုတ်သွားရင်ခလုတ်တိုက်မိကသူ့တွန်းလဲထားတဲ့တစ်ပင်ရဲ့အချုံနေနဲ့စိုက်မိလို့သွားခဲ့ပါတယ်။ကြားမှာလည်းအတကုံအောင်ခင်းရင်သွေးတံတရေရဲနဲ့ဖြစ်လို့နေတာပေါ့။ကြားမှာခမရမလုံးမမလုံနိုင်တော့ဘဲတစ်ပင်ငုတ်ချုံမှာတန်လန်းကြီးဖြစ်လို့နေပါတော့တယ်။ဟုတ်ပြီကွာမုတ်စိုးကြီးပြစ်လိုက်တဲ့ပြည့်ချက်ကရင်ဘတ်တဲကိုမှန်သွားတာအလုပ်ဖြစ်တယ်ကွာ။ကြမှာတရားအချိန်တော်ကြတဲ့အထိတစ်ပင်ကနေလို့အောင် ရုံးကန်ကြီးရရှာပါတယ်။ နာကျင်မှုတွေနဲ့အတူလက်နှစ်ဖက်စလုံးကလည်းတဆက်ဆက်တုံလို့နေချတာပေါ့ဒီပုံစံတိုင်းဆိုရင်တော့သိတော့မယ်တဲ့ဒါသူလောက်ခဲ့တဲ့လောက်ရအတိုင်းပြန်ခံရတာပဲလေဘယ်တက်နိုင်ပါ့မလဲနောက်ဆုံးမှာတော့တွေးထွက်လွန်ပြီးကြားမဟာနေရာမတင်တည်ဆုံးလို့သွားခဲ့ပါတယ်ကောင်းလေနောက်ဆုံးတော့ငါတို့ကိုဒုက္ခပေးခြင်းနဲ့ကြားမကြီးတည်သွားပြီကြားမတည်သွားပြီဆိုတော့လက်ဖြန်ငါတို့ပြန်လို့ရတော့ပါပြီငါတို့အိမ်တွေကိုပဲပြန်ချရအောင်ကွာနောက်ဆိုရင်ဘယ်တော့မှတော်တွေကိုမလာတော့ဘူးကွာ နောက်တနီမနဲ့ကိုရောက်တဲ့အခါမှာတော့ရွာကိုပြန်ကြဖို့အတွက်လင်းစင်ဘောကနေဆင်းလာခဲ့ကြပါတော့တယ်။မနေ့ကနဲ့မတူပဲကောင်းကင်ရံမှာနေလုံးကြီးဟာကိုယောင်ကိုဝါရီတောက်ပစွာနဲ့ထွန်းလင်းလို့နေတာပေါ့။မင်းညာကကြားမတည်သွားတဲ့နေရာကိုပြန်ကြည့်တဲ့အခါမှာတော့မိမငယ်လေးကနေအသက်ကြီးကြီးတစေပါကြီးအဖြစ်ကိုပြောင်းလဲနေတာကြောင့်အားလုံးအန်အော်ကြီးနဲ့တွေ့ကြလိုက်ရတာပေါ့ကြည်ရမယ်ဆိုရင်တော့တရားရတာပေါ့ဗျာ အလားဆိုရာဟာမတည်မြဲပဲပျက်စီးတတ်တဲ့သဘောရှိပါတယ်။အားလုံးလည်းကြားမကိုကြည်ပြီးတဲ့နောက်မှာတော့ရွာကိုပြန်ထွက်လွတ်လာခဲ့တာပေါ့။ရွာရောက်တာနဲ့တငယ်ချင်း၃ယောက်လည်းကားဖြူလေးကိုစီးပြီးမြို့ကိုပြန်လွတ်သွားခဲ့ကြပါတယ်။ဒါကတော့တော်ရဲကိုလေးလာရေးခီးထွက်ကြတဲ့တငယ်ချင်း၃ယောက်ရဲ့အတွေ့အကြုံလေးကိုတင်ဆက်ပြသပေးထားတာပါ။လောကမှာ မြင်အမမြင်ရပုံကိုယ်လေးဆိုတော့အမှန်တကယ်တရှိလို့နေပါတယ်။သူပိုင်နဲ့နဲ့သူရှိနေကြတာမလို့ကိုယ်နဲ့မရင်နှီးရင်မတော်တာအကောင်းဆုံးပဲပေါ့ဗျာ။ဒါကြောင့်လေမြမစကပုံမှာအတော်မတော်တလန်းဆိုတဲ့စကားရှိခဲ့တာမဟုတ်လား။မလို့အရင်မရင်နှီးတဲ့နေရာတွေကိုမတော်ကြဖို့နဲ့ခက်ပြက်ကြီးမှာတတိထားပြီးတွာလာကြဖို့အတွက်မှာရင်ဒီကနေ့ရဲ့ဇလန်းလေးကိုတော့ဒီနေရာမှာနေအဆုံးတက်ခွင့်ပြုပါခင်ဗျာ။ အစုံအီနာဆင်ပေးကြရဲကျွန်တော်ရဲ့ရှစ်ပိတ်သက်တရားရှင်တိုင်းကိုကျေးဇူးတူပဲတင်ရှိပါရယ်အားလုံးပဲတာယာပျော်ရှင်သောညချမ်းကလေးပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာအစုံအီနာဆင်ပေးကြရဲပြည့်သက်တရားအားလုံးပဲကျေးဇူးတူတင်ရှိပါရယ်ခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးနေတဲ့သူပြန်လာခဲ့ပါမယ်ခင်ဗျာ